မင်္ဂလာပါရှင်ဒီနေ့မှာတော့အစိမ်းကျော်လေးကြော်စားပြလို့အားလုံးလေးလိုက်လှူစားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်ကော်ဖီဥနီပန်းကော်ဖီမြို့ပွားသည်လိထားတာလေးကိုစားလေးနဲ့ရေသုံးထပ်လောက်စေးပေးလိုက်ပါတယ် ဒဲအိုလေးပူလာပြီဆိုရင်တော့စီထဲပါတယ်စီပူလာပြီဆိုရင်ကြက်သွန်နီနဲ့နွေမုတ်တို့ကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါတယ် ကြက်သွန်လေးဒီအနည်းငယ်နွမ်းလာတဲ့ချိန်မှာတော့ပြုတ်ထားတဲ့ကြက်သားလေးကိုထည့်ပြီးကြောပြလိုက်ပါတယ်ဒီရွက်ထဲပါတယ် ရတာအတွက် အသားမဟုတ်စားထည့်ပါတယ်ပင်ငံပြာရည်အကြည်နဲ့အနောင်နဲ့နည်းနည်းစီထည့်ပါတယ်။ QC ရှိတယ်ဆိုလို့ရှိရင်လည်း QC ထည့်လို့ရပါတယ်။တကြားအနှဲငယ်ထည့်ပါတယ်။ ခန်းညင်လီတစ်လုံးကိုလည်းလေးပြီးထည့်ပေးလိုက်ပါတယ်အရသာလေးတွေနှက်နေအောင်လို့တေချာလေးဝေပေးလိုက်ပါတယ်။

ဖုန်းလေးဖွင့်ပြီးတော့ခဏလေးဆက်ကြော်ထားပေးလိုက်ပါရစေ။ ခုဆိုရင်တော့အဟာရပြည့်တဲ့အစိမ်းကြော်လေးရပါပြီအားလုံးလည်းလိုက်လှူစားလို့ရအောင်မျှဝေပေးလိုက်ပါတယ်ရှင်